စကောင်စီရဲ့အရှင်းမြောက်တိုင်းစစ်ဌာနရှုအရှိဆိုင်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုမြို့ကိုစကောင်စီလက်ထက်ပြန်လည်ပေးအပ်ပြီးအမန်ဒီကတက်ဆုပ်ဖို့ပြင်ဆင်နေတယ်လို့လာရှိုဒေသခံတွေကသိရပါတယ်။လာရှိုမြို့ကိုစကောင်စီကပြန်လည်အုပ်ချုပ်တတ်မှာဖြစ်တာကြောင့်အမန်ဒီခံထားတဲ့လာရှိုမြို့မှာစီယုံကဝန်ထမ်းတွေကိုအလုတ်ဖြုတ်လိုက်ပြီးဖြစ်တယ်လို့လာရှိုမြို့အရှိန်အနေကိုသိရှိသူတို့ကပြောပါတယ်။အမန်ဒီတက်ဖွဲ့ဝင်တွေရဲ့တက်ဆုပ်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး လာရှုမျိုးခံတူကတော့ပြင်ဆင်လာတော့ဗျာပွင့်လင်းပြိုင်ဖို့ပစ္စည်းသိမ်းတာပါညာပေါ့နော်အဲ့လိုလေးရှိတယ်ပေါ့ဒါရတဲ့ကနေပြောရမယ်ပစ္စည်းပိုင်းပစ္စည်းပိုင်းတိတ်လို့လုပ်နေပြီပစ္စည်းပိုင်းတိတ်တယ်အတို့ဒါချိန်ချင်းဆုတ်သွားမယ်ပေါ့အဲ့လိုမျိုးတော့ပြောနေတယ်အခုလဧပြီ27ရက်ကိုနောက်ဆုံးထားပြီးလာရှိုမျိုးက MNDA တက်ဆုပ်ရမှာဖြစ်တယ်လို့နှိဆက်သူတွေစီကသိရပါဗျ။စစ်ကောင်စီနဲ့ကိုကန့်တက် MNDA တို့တရုတ်ဂျာဝင်ဆက်ဆက်ပေးမှုနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာဆွေးနွေးအပြည့်ရက်ခဲ့ပြီးလာရှိုမြို့ကိုဇွန်လနောက်ဆုံးထား PF ဖို့သဘောတူညီခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။